န္ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းနဲ့မလက္ကာရေလက်ကြားတို့မှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းဆန်ယာဟာအားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်အာရော့သွားခဲ့တယ်လို့မိုးဇလာကဒီနေ့နိုဝင်ဘာ29ရက်နေ့မိုးလဲပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်10:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရအင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မလက္ကာရေလက်ကြားတို့မှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းဆန်ယာဟာအရှေ့အရှေ့တောင်ဘက်ကိုရွှေ့လျားခဲ့ပြီးအားကောင်းသောမုန်တိုင်းငယ်အဖြစ်အာရော့သွားခဲ့ကြောင်း အဆိုပါအကောင်သောမုံနိုင်ငယ်ဟာမြန်မာနိုင်ငံကောတောင်မြို့ရဲ့တောင်ဘက်ရေမိုင်380ခန့်မလေးရှားနိုင်ငံပြည်နယ်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်120ခန့်အင်ဒိုနီးရှားနိုင်ငံကိုတာမကွာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်150ခန့်နဲ့အိန္ဒိယနိုင်ငံကာနီကိုဘာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်495မိုင်ခန့်အကွာပင်လယ်ပြင်ကိုပို့ဖို့ပြုနေကြောင်းအာကောင်သောမုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကဥတည်ရွေလျားမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်လို့သတ်မှတ်ထားကြောင်းထုတ်ပြန်ထားပါတယ်။ အစောပိုင်းအကောင်သောမုံနိုင်ငယ်ဟာနောက်ဆက်နှစ်နာရီအတွင်းအရှိတ်ဘက်ကိုရွှေ့လျားနိုင်ပြီးမုံနိုင်ငယ်အဖြစ်အာရော့သွားနိုင်တယ်လို့ခန့်မှန်းရကြောင်းလည်းထုတ်ပြန်ထားပါတယ်။အစောပိုင်းအကောင်သောမုံနိုင်ငယ်ရဲ့အချိန်ကြောင့်မော်တမာခွေမော်တနင်းသာရီကန်ရန်တရှောင်းနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းကြီးမှာဖြစ်ကြောင်းမိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးဟာတနင်္လာရီ35မိုင်အထိတိုက်ခတ်နိုင်တယ်လို့သိရပါတယ်။ လိုင်းအမြင့်ဟာမုတ်တမခွေမော်တနင်းသာရီကံယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပြေကနေစက်တပေကန်ရှိနိုင်ကြောင်းအာကောင်းသောမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်ပြည်ရင်းလေကြောင်းပြန့်တန်းရေးမုတ်တမခွေမော်တနင်းသာရီကံယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ကန်ဒီကန်ဝေးငါဖန်းရေရင်တွေသင်းမောရီအနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့အတိပေးနှိုးဆော်အပ်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။